ောင်းပလီယာတွေအတွက်စကင်တစ်ထွက်လာတော့မယ်။အားလုံးပဲမင်္ဂလာပါ။ SY Gaming ကနေပြန်လဲကြိုဆိုလိုက်ပါရယ်။မိုဘိုင်းလိကျောင်းလို့ပြောလိုက်တာနဲ့ဂိမ်းစောတဲ့သူတွေရောမစောတဲ့သူတွေရောခြောင်ကိုပြေးမြင်ကြရယ်။အဲ့လောက်ထိအောင်ခြောင်ကလွမ်းမိုးထတာဆိုတော့အရန်မိုက်နေလို့လားဆိုတော့လည်းမဟုတ်ပါဘူး။လောင်ချီဆိုပြီးတော့နာမည်ဆုံးနဲ့ကြော်ကြတာပါ။ဘယ်နေရာမှာသုံးမဲမသိတဲ့နန်ချက်ကူနဲ့လောင်ချီကိုလူကြိုက်များမများဆိုတာတော့ထွက်ထားတဲ့စကင်တွေကိုကြည့်ရင်ကြည့်နိုင်တယ်။စုစုပေါင်းစကင်၁၁ခုထိထွက်ထားတယ်။ DRE ရဲ့ပစ်ဗန်ထိတ်ဆုံးမှလည်းပါတယ်။ ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုထဲမှာတော့ launcher ရဲ့ skin အတိအကျောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ skin design အနေနဲ့ကတော့၅ခုထိထွက်လာတယ်။နံပါတ်၁ skin ကတော့တားရဲ့ skin design ဖြစ်ပြီးတော့ image skin လောက်ပဲဖြစ်မယ်။နံပါတ်၂ကတော့ Moscow Oster လို့အယောင်တွေးနေဆိုတော့ annual starlight collector ဒါမှမဟုတ် image attack skin တစ်ခုဖြစ်နိုင်တယ်။နံပါတ်၃နံပါတ်၃ကတော့ Chinese Yoya design လေးနဲ့ဂျာပန်ပုံလေးနဲ့ဖန်တီးထားတာဆိုတော့သူကလည်း image skin အတက်ဖြစ်နိုင်တယ်။ကျွန်တော်ကြိုက်ဆုံးတော့နံပါတ်၄ပဲ။သူ့ပုံစံကငကားနဲ့တိုင်းစီရတယောက်နဲ့တူတယ်။ နံပါတ်၄ကလည်း even skin အထက်ဖြစ်နိုင်တယ်။နောက်ဆုံးတစ်ခုကတော့ overpower ဖြစ်နေတယ်လို့ခံစားရတယ်။ငကားနဲ့မီအတွက်ဆက်လေးဆိုတော့တော်တော်လေးလဲလာတယ်။အဲ့ skin ကလည်း even skin အထက်ပဲဖြစ်နိုင်တယ်။ဆိုတော့လောင်ချီဆိုတဲ့ hero ကတကယ်စောတတ်တဲ့လူလက်ထက်ရောက်သွားရင်ရှယ်ချက်နဲ့လောင်ချီ player တယောက်ဆိုလို့ရှိရင် skin တစ်ခုတုံးပြီးရင် visit တစ်ချက်ချအဲ့လောက်ကတော့တည်တင်တယ်။အဲ့လိုမှမဟုတ်ပဲနဲ့ flick ကအာဒီ freestyle record အဲ့ဒါတွေကိုပဲလုံးနေမယ်ဆိုလို့ရှိရင်6 player ဖြစ်လာမှာမဟုတ်ပါဘူး။လောင်ချီ player ပဲဖြစ်မှာပါ။ အခုကြည့်နေတဲ့လူကချောင်းပလီယာတယောက်ဆိုလို့ရှိရင်အစ်ွတ်ထွက်လာမဲ့ second design တွေကဘယ်ဟောကြိုက်လဲဆိုတာမှန်းခဲ့ပါအောင်ဒီဝလီယာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ် See you guys Fear not, for hope stands with you.